ဖအံမြို့ကနေစစ်တုံးမြေဆောင် ရှမ်းပြည်မက်ပုံတင်ကန်ဆောင်သူတယောက်ကိုရန်ကုန်အရောက်ခေါ်ယူတည်ဆောင်ခါမှာကြက်သိန်း30ကနေသိန်း50အထိပေါက်ဈေးရှိနေလို့မောက်ခိုလောကနဲ့နေဆက်သူတွေစီကသိရပါတယ်။ စစ်တပ်နဲ့ BGF အဖွဲ့တို့ကထိုင်းမြန်မာနေဆက်မှာရှိတဲ့ကြားဖြတ်လုံငယ်တွေကိုစင်းနေနေတာမျိုးလုံနေတဲ့အတွက်အဲ့ဒီကထွက်ပြေးလာတဲ့စစ်သုံးမြေဆောင်မဲ့ပုံတွေကောင်ဆောင်ထားသူအများအပြားဟာမြဝတီဖအန်နဲ့ဆက်ဆက်မျိုးတွေစီရောက်ချီပြီးတော့ရက်အတော်ကြာတောင်းတင်ပိတ်မိနေကြတာဖြစ်ပါတယ်။ တရုတ်တချို့ကမြန်မာစကားတော့မတက်ပဲစစ်တုံးမြေဆောင်မပုံတွေကိုနေလန်အမျိုးမျိုးနဲ့ရယူကိုက်ဆောက်ထားကြတာဖြစ်ပြီးကြားဖြတ်လုပ်ငန်းမှာပါဝင်ပတ်သက်ခဲ့တဲ့အတွက်ဖန်စီစစ်ဆေးခရာဖို့ရှိတာကြောင့်ခရီးထက်ဆက်ရခံနေရလို့မောက်ခိုလောကအတိုင်းဝိုင်းကဆိုပါတယ်အဲ့ဒီသူတွေအနေနဲ့ရန်ကုန်မြို့အထိထိုးဖောက်သွားနိုင်ဖို့အတွက်မောက်ခိုခေါ်သွင်းနိုင်တဲ့သူတွေကိုချိတ်ဆက်ပြီးစူးစမ်းနေကြသလိုကယ်ရီကအစမတန်တောင်းယူတာတွေလည်းရှိတယ်လို့မြောက်ဒေလမ်းပိုက်ကမောက်ခိုသမားတယောက်ကပြောပါရရှင်။